ဘုတ်ကိုအခြေခံပြီးတော့ကံအစိုးဆုံးနှစ်ကိုပြောပြသွားပြီဆိုတော့အခုတခါကံအကောင်းဆုံးနှစ်တွေကိုလည်းပြောပြသွားမှာဖြစ်ပါတယ်ယတနာပုံစိုက်ချင်းလို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဘဝမှာတသက်လုံးမှာ3နှစ်ရှိတယ်3ချိန်ယတနာပုံစိုက်ချင်းအခွင့်အရေး3ချိန်ပေါ်တတ်ပါတယ်နော်ဆိုတော့ မဟာဗုဒ္ဓတော်ကိုရဲမွေသိကရိမြန်မာမွေသိကရိကိုတခွနှစ်နဲ့စာတစ်ကျွင်းသမားတွေအတွက်ပြောပေးမယ်တစ်ကျွင်းသမားတွေအတွက်ဆိုရင် အသက်65နှစ်ပထမ32နှစ်ဒုတိယ86နှစ်တတိယယန္နာစိုက်ချိန်ယန္နာဘုံစိုက်ချိန်ဖြစ်ပါတယ်နှစ်ကျွင်းသမားတွေအတွက်ဆိုရင်86နှစ်ပထမ43နှစ်ဒုတိယ10နှစ်တတိယယန္နာဘုံစိုက်ချိန်ဖြစ်တယ် ုံးကျွင်းသမားဆိုရင်10နှစ်ပထမ52နှစ်ဒုတိယ22နှစ်တတိယယန္တနာဘုံဆိုင်ခြင်းဖြစ်တယ်၄ကျွင်းသမားရဲ့အတွက်ဆိုရင်22နှစ်ပထမ65နှစ်ဒုတိယ 32နှစ်တတိယရတနာဘုံစိုက်ခြင်းဖြစ်ပါတယ်เนาะငါးကျွေးသမားတွေအတွက်ဆိုလို့ရှိရင်32နှစ်ပထမ86နှစ်ဒုတိယ43နှစ်တတိယရတနာဘုံစိုက်ခြင်းဖြစ်ပါတယ်เนาะ6ကျွေးသမားတွေအတွက်ဆိုလို့ရှိရင်43နှစ်ပထမ10နှစ်ဒုတိယ54နှစ်တတိယယတနာဘုံဆိုင်ချင်းဖြစ်ပါတယ်เนาะဆိုတော့အုံညကျွင်းသမားတွေအတွက်ဆိုလို့ရှိရင်တော့ 54နှစ်ပထမ22နှစ်ဒုတိယ65နှစ်တတိယယတနာဘုံဆိုင်ချင်းဖြစ်ပါတယ်เนาะဆိုတော့လူတိုင်းမှာတော့ဒီနှစ်ပေါ်เนาะအသက်ပေါ်လေအဲ3ချိန်3နှစ်ပေါ့เนาะယတနာဘုံဆိုင်ချိန်ဆိုတာတက်တိုက်ဆက်ဆိုင်ကြုံရတတ်ပါတယ်เนาะဆိုတော့ဒီလူတယောက်ဒီယတနာဘုံဆိုင်ချိန်မှာမြင့်ရမှာဖြစ်ပါတယ်တိုးတက်ရမှာဖြစ်တယ်ပေါ့เนาะအစဉ်ပြေတဲ့အချိန်ဖြစ်တယ်ဆိုတော့ယတနာဘုံဆိုင်ချိန်မှာ တန်တရားကရင်နာပုံဆိုင်ဖို့အခွင့်ရေးပါလာပြီးသို့တော့ကိုကရင်နာပုံဆိုင်ချိန်မှာအောင်မြင်အောင် တိုးတက်အောင် လုံမဆောင်ဘူးဆိုလို့ရှိရင်တော့ဒါကကောင်းတဲ့ဖက်ကိုမသွားပဲဆိုးတဲ့ဖက်ကိုရောက်တတ်ပါတယ်ပြောချင်တာကဒီဆိုးတဲ့အနှစ်ပဲဖြစ်ဖြစ်ဒီရင်နာပုံဆိုင်ချိန်ကောင်းတဲ့အနှစ်ပဲဖြစ်ဖြစ်ခြုံပြောရမယ်ဆိုလို့ရှိရင်ဘဝကိုအပြောင်းလဲ ဖြစ်မဲ့နှစ်ကိုဆိုလိုတာဖြစ်တယ်เนาะယရနာဘုံဆိုင်ချင်းပြောင်းလဲခြင်းဒီကောင်းမွန်သောပြောင်းလဲခြင်းဖြစ်ပြီးတော့အဆိုးတဲ့အချိန်ဘဝပြည့်ချိန်အပြောင်းလဲသည်ဆိုးဝါးတဲ့နှိမ့်ကြခြင်းဆိုတဲ့ပြောင်းလဲခြင်းကိုဖန်တီးစေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအသက်အရွယ်ကိုကိုယ့်ရဲ့အကျွင်းလိုက်မှတ်ပြီးတော့ယရနာဘုံဆိုင်မဲ့နှစ်မှာယရနာဘုံဆိုင်အောင်ဖန်တီးဖို့ကကိုယ့်ရဲ့ဒါ အပြည့်စုံပန်ပြူဆောင်မှုလှူဆောင်မှုတွေနဲ့အများကြီးသက်ဆိုင်သွားပါတယ်เนาะဆိုတော့အားလုံးအစဉ်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်